ဘိတ်ကျွန်းစုအတွင်းရှိဗုတ်ပြင်းမြို့နယ်ပိုင်းပလဲကျွန်းကထွက်ရှိတဲ့ပလဲတွေမှာအရေအသွေးမြင့်မားပြီးရွှေရောင်ပလဲတွေကို ထုတ်လာနိုင်တဲ့အတွက်နိုင်ငံတကာရှိပလဲကုန်တွေတွေကြားမှာအကြိုက်တွေ့လျက်ရှိကြပါတယ်။ပလဲကျွန်းတာဝန်ခံဖြစ်သူလက်ထောက်ထွေထွေမန်နေဂျာဦးတင်မောင်အေးကပလဲထုတ်လုပ်မှုနဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်။ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာကအဲရွှေရောင်ပလဲတွေရွှေရောင်ပလဲတွေထုတ်လို့ရတယ်ရွှေရောင်ပလဲတွေထုတ်လို့ရတယ်။ဟုတ်ကဲ့ တရားနေပြီးတော့မှာကျွန်တော်တို့ဒီကျွန်တော်တို့ပူပိုင်းဟိုဟာနဲ့ဒီဒီနဲ့ပူပိုင်းတင်းနဲ့အဲ့ဒီကိုဒီကနေကျွန်တော်တို့ပြီးပြီးတော့ပါဒီပြောတော့ရောနေပြီးတော့မှာကျွန်တော်တို့ကအဲ့မှာကျွန်တော်တို့ကလေးရောင်းလို့ရှိပြီလို့ဒီလိုရှင်ကျွန်တော်တို့ကခုနောက်ပိုင်းမှာပြောကျွန်တော်တို့အောင်းအောင်းသွားပြီးတော့သွားရောင်းတာသွားရောင်းတော့ဥပုတ္တောကကျွန်တော်တို့ပြန်လာပြီးဆက်ပြေးနေရသွားရောင်းလာတယ်သောလာပဲဆိုမှာဈေးကောင်းလည်းရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဆိုမှာဒီကကလေးကိုရေး ဟိုပုံတွေတော်တော်များများကြိုက်ကြတာနော်အဲဟိုလိုပြောရေးွက်လည်းရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲရေးပြီးတော့မှာပဲကျွန်တော်တို့ကအဲအမှားငွေရရောင်းတာရှိတယ်ပြီးလို့ရှိရင်နိုင်ငံသားတွေလည်းရောင်းရှိတော့အဲလိုမျိုးမျိုးရှိတယ်အဲအဲလိုမျိုးတနေ့ကိုကျွန်တော်ကနှစ်ခါလောက်နှစ်ခါလောက်ပေါ့နော်နှစ်ခါလောက်ကိုအဲဒီအမှရောင်းကြလို့လုပ်တယ်ပလဲတွေကိုမြန်မာနိုင်ငံရှိဗိတ်ကျုံးစုအတွင်းမှာသာထွက်ရှိသလို ထွက်ရှိတဲ့ပလဲတွေကလည်းကဘာမှာအရေးသွေးအမြင့်မားဆုံးဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ပလဲမွေးမြူရေးလုပ်ငန်းတွေကိုနောက်ပိုင်းမှာမုတ်ကောင်မွေးတဲ့စနစ်နဲ့မွေးမြူလာတဲ့အတွက်မုတ်ကောင်ရှားပါမှုနဲ့တဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကိုလျှော့ချလာနိုင်ခဲ့တာဖြစ်ပါတယ်။မုတ်ကောင်တွေကနေပလဲတွေကိုတစ်နှစ်ခွဲကနေနှစ်နှစ်အရွယ်မှာထုတ်လုပ်နိုင်ပြီးဗိတ်ကျွန်းစုအတွင်းရှိပလဲကျွန်း၊ဒိုမဲကျွန်း၊ဒုံကျွန်း၊မလိကျွန်းတွေမှာပလဲစခန်းတွေထားရှိပြီးအခြားကျွန်းတွေမှာလည်းပလဲမွေးမြူရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ရှားထားတာဖြစ်ပါတယ်။